င်္ဂလာမနက်ခင်းပါရှင်။နေပြည်တော်မိုးလေဝသနဲ့ဆရာဗေဒညွန်ကြားမှုဦးစီးဌာနမှ2025ခုနှစ်မတ်လ16ရက်နေ့မနက်9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများကိုတင်ပြပါမယ်ရှင်။ဒီကနေ့မနက်6:00နာရီခွဲအချိန်တိုင်းထွာရရှိခဲ့တဲ့အနေဆုံးအပူချိန်တွေကတော့နေပြည်တော်နဲ့ရန်ကုန်မြို့တို့မှာ22ဒီဂရီဆက်စီယပ်82ဒီဂရီဖာရန်ဟိုက်စီနဲ့မန္တလေးမြို့မှာ23ဒီဂရီဆက်စီယပ်83ဒီဂရီဖာရန်ဟိုက်တို့ဖြစ်ကြပါတယ်။ ဒီကနေ့မနက်6:00နာရီခွဲအချိန်မိုးလေဝသဂျိုးတို့မှာဖမ်းယူရရှိတဲ့ပေါ်အရာကပ်ပလီပင်လယ်ပြင်နဲ့ပင်ကလာပင်လယ်ဟောတောင်ပိုင်းတို့မှာတိတ်အစ်စ်တင်ဖြစ်ထွန်းနေပြီးကြံပင်ကလာပင်လယ်ဟောမှာတိတ်အနှဲငယ်ဖြစ်ထွန်းနေပါတယ်မြန်မာနိုင်ငံဘက်မှာကတော့မြန်မာနိုင်ငံမြောက်ပိုင်းနဲ့တောင်ပိုင်းဒေသတွေမှာတိတ်အစ်စ်တင်ဖြစ်ထွန်းနေပြီးကြံဒေသတွေမှာတိတ်အနှဲငယ်ဖြစ်ထွန်းနေတာကိုတွေ့ရပါတယ်မြမပင်လယ်ပြင်မှာလိုင်းနေငယ်မှာလိုင်းအစ်စ်တင်ရှိပါမယ်လိုင်းမြင်မှာမြမကံယူတဲ့တခြားနဲ့ ကန်းလွန်ပင်လယ်ပြင်တို့မှာ၄ပေမှ၆ပေကန်းရှိနိုင်ပါတယ်။ဒီကနေ့ညနေဒီခမ်းမန်းချက်များအနေနဲ့ကတော့ကချင်ပြည်နယ်မှာနေရာကျကျနဲ့စကနေဒေသကြီးရဲ့ထပ်ပိုင်းနဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာကွက်ကြားမှုတကြုံရှာပါမယ်။ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာတိမ်သစ်တင့်ဖြစ်ထွန်းပြီးချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊မကွေးတိုင်းဒေသကြီး၊နေပြည်တော်၊မန္တလေးတိုင်းဒေသကြီး ဇဂနဒေသကြီးအောက်ပိုင်းရှမ်းပြည်နယ်၊ကယားပြည်နယ်၊ပဲခူးတိုင်းဒေသကြီး၊အေရရီတိုင်းဒေသကြီးနဲ့ရန်ကုန်တိုင်းဒေသကြီးတို့မှာအများအပြားတက်ရပါမယ်။နေပြည်တော်နဲ့နေတော်ဝိုင်းအတွက်ဒီကနေ့ညနေတီမလို့အသားချင်းနေခမ်းမန်းကြမောင်းအများဖြစ်တရပါမယ်အမြင့်ဆုံးဝချိန်မှာ39ဒီဂရီဆစ်စရဲ့100နှစ်ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်ရန်ကုန်မြို့နယ်နေတော်ဝိုင်းအတွက်ဒီကနေ့ညနေတီမလို့အသားချင်းနေခမ်းမန်းကြမောင်းလိမ့် အများအဖြစ်တရားပါမယ်အမြင့်ဆုံးအပူချိန်မှာလေ39ဒီဂရီဆက်စီယံ102ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်မန္တလေးမြို့နယ်နေတဝိုက်အတွက်ဒီကနေ့ညနေထိမိုးလွယ်တာအခြေအနေခန့်မှန်းကြပါလိမ့်အများအဖြစ်တရားပါမယ်အမြင့်ဆုံးမူချိန်မှာ40ဒီဂရီဆက်စီယံ104ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်နောက်နေ့အတွက်ခန့်မှန်းချက်များအနေနဲ့ကတော့ကချင်ပြည်နယ်စကနေဒေသကြီးအထပ်ပိုင်းနဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာကွက်ကြားမိုးဆက်လက်တချုံရွာပါမယ် အခုတင်ပြခဲ့တာကတော့ဒီကနေ့မနက်9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်။